ဒီဗီဒီယိုမှာတော့ဒါ trap saw လို့ခေါ်တဲ့သုံးလို့တွဲသရသန်ထဲကအတတကူကို ပြောပြပေးသွားမယ်။ဒီမှာဆိုရင်ဒါသုံးလို့တွဲသရသန်ကနှလုံးတွဲသရသန်နဲ့ဒီရွှာဆောက်လို့ခေါ်တဲ့အတအော်ဆိုတဲ့အတတကူနဲ့ပေါင်းပြီးတော့ထွက်လာတဲ့အတပဲဖြစ်တယ်။ဒီမှာဆိုရင်ဒါနှလုံးတွဲသရသန်ဖြစ်တဲ့ oh oh အဲ့လိုအတနဲ့အာနဲ့ပေါင်းပြီးတော့ထွက်လာတဲ့အတပေါ့နော်။ oh oh အိုးအိုးအဲ့လိုမျိုးရှိတယ်ဆိုတော့ဒါဒီမှာဆိုရင်ဒါဥပမာစာလုံးတွေကိုကြည့်မယ်ဆိုရင်ဒီမှာဆိုဒါအရေဥဆုံး slow ရောကိုတွားစာမယ်ပေါ့နော်အဲ slow ဟုတ်ပြီစလုံးဒါဆိုရင် အဲ့တော့ရေဆောင်းလိုက်ကြရအောင်မဆူ slow slow ဒီမှာဒါရီက slow ပဲရှိသေးတယ် slow အဲ့တော့ဆက်ကြည့်မယ်ဆိုရင်အဲ slow

interesting and related words in English, so make sure to stay tuned and consider subscribing. How do you go about saying it? In British English, this is normally said as slower. You do want to stress on the first syllable, slower. In American English, however, it is normally pronounced as slower, slower in American English versus slower in British English. Did you get this? Was this any helpful? Let me know in the comments and by using the like button. Thanks for your support indeed. Here are more videos on how to pronounce more words in English whose pronunciations aren't exactly always obvious. I'll see you there to learn more. ဆိုတော့ဒီလိုမျိုးပေါ့နော်ကိုမသိတဲ့စကားလုံးတွေဒါအပိဓာတ်တွေမှာမရှိတဲ့စကားလုံးတွေဆိုရင်လည်းပဲဒီလိုမျိုးသွားပြီးတော့စာပြီးတော့အဲကြည့်လို့ရတယ်ပေါ့နော် ဆိုတော့တချို့စကားလုံးတွေကမရှိတာမဟုတ်ပါဘူးဘာလို့ဆိုသူကဟို valve ကနေပြီးတော့နောက်သွားတယ်အဲ့လိုမျိုးပုံစံတွေဆိုရင်အဲ့လိုကိုကခတ်မှန်းပြီးတော့ထွက်လို့ရတဲ့အသံတွေဆိုရင်ဒါအပိဓာတွေမှာဒါမထက်ထားဘူးလားတော့မပြောတတ်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့မရှိတဲ့ဟာတွေဆိုရင်ဒါ Google မှာသွားပြီးတော့စာလို့ရတယ် အဲ့လိုမျိုးဒါအဲ YouTube မှာလည်းသွားပြီးတော့စာလို့ရတယ်အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ဒီမှာဆိုရင်အောက်မှာဆက်ပြီးတော့ကြည်ကြည်မယ်ဆိုရင်ဒီအောက်ကအတန်ကိုသွားပြီးတော့စာကြည့်မယ်ဒါအပိဓာမအရေးစားမယ်နော်ဆိုရင်အင်း LW lower lower lower

widower 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 hello uk ua ကွာချမှုကြတော့ကိုကိုဘာသာကိုပဲမတ်မတ်ပေါ့เนาะအဲဆိုတော့ဒီလိုမျိုးဒါဒီမှာဆိုရင်အပိတံမှာဆိုရင်ဒီတုတ်ချောင်းလေးနဲ့ပြထားတယ်ဆိုရင်အသသိကိတဆိုတဲ့အသအစအသထွဲ့အတွက်ပြပေးထားတာဖြစ်တယ်အဲအလိုပေါ့နော်ဆိုရင် အိုးကအဲ့လိုမျိုးတွေနဲ့ပေါင်းသွားတဲ့အတန်ပေါ့ဆိုတော့ဒီဒီဒီအရဆိုရင်ဒီသေကန်းစောက်ကိုဒါဒီလောက်နဲ့ပဲရနာလိုက်မယ်ပေါ့နော်ဒါနောက်သေကန်းစောက်တစ်ခုမှထပ်ပြီးတော့တွေ့ဆုံကြပါမယ်